အခုတော့ဆက်ဗတ်မိနစ်အစီအစဉ်ကိုတင်ဆက်ပေးဖို့အချိန်ရောက်ရှိလာပြန်ပါပြီ။အခုတင်ပြပေးမယ့်အကြောင်းအရာကတော့လက်ရှိမြန်မာနိုင်ငံမှာလူအများစိတ်ဝင်စားနေကြပြီးသတင်းမီဒီယာတွေမှာအသားပေးဖော်ပြလာနေကြတဲ့ multi level marketing စင့်ပွားဈေးကွက်စနစ်နဲ့ပတ်သက်ပြီးစီးပွားရေးဥပဒေပညာရှင်ဖြစ်သူဦးမင်းတေစာညွန့်တင်ကိုမေးမြန်းသွားမှာဖြစ်ပါတယ်။စင့်ပွားဈေးကွက်စနစ်နဲ့ပတ်သက်ပြီးနောက်ဆုံးရအချက်အလက်တွေကိုဦးမင်းတေစာညွန့်တင်စီကဘာတွေကြားသိရမလဲဆိုတာအခုပဲနားထောင်ကြည့်အောင်ပါရှင်။ ဟုတ်ကဲ့ပါရှင်အရင်ဦးဆုံးပေါ့နော်အခုလက်တလုံးလူပြောများနေတဲ့ဒီ MLM ပေါ့နော်ဒီ multi level marketing စင်ပွားဒီအယောင်ပေါ့နော်အဲ့ဒီဟာကအအခုလက်ရှိမှာမဟုတ်ဖဲနဲ့လွန်ခဲ့တဲ့10နှစ်လောက်ခရဲကပေါ့နော်ဒီသူတို့ဘက်ကနေပြီးတော့တည်သူဖော်စာမတည်သူကြော်သွားဆိုတဲ့ပုံစံမျိုးနဲ့ဈေးကွက်ထဲမှာရောင်းချနေတာကိုတော့သိခဲ့ရတယ်ရှင်အခုလက်ရှိအခြေအနေမှာကောဘယ်လိုအခြေအနေမျိုးရှိလဲအဲ့ဒီပုံမှန်ဦးမင်းဒေသဘယ်လိုမျိုးမြင်လဲအရင်ဆုံးပြောပြလိုက်ပါဒီမှာပြောသလိုပေါ့လွန်ခဲ့တဲ့10နှစ်ဟိုပတ်ဝန်းကျင်လောက်ခရဲရတော့ ီ multi level marketing ပေါ့အဲခုနပြောတဲ့စင်ပွားစည်းကွက်ရှာဖွေတဲ့စနစ်ကတော့အမှပြမှာရောက်နေပေါ့ထို့သောကျွန်တော်ထင်တယ်အဲ့ကာလတုန်းကတော့အခုလောက်အားမကောင်းသေးဘူးပေါ့ထို့နည်းတူဆိုအခုလောက်အချိန်ကာလစကားစားဖြစ်တဲ့အတွက်ထိခိုက်တဲ့လူကြီးတွေကလည်းအခုလောက်မများသေးဘူးပေါ့သူကနှစ်ကြာလာတဲ့ခါဆယ်စုနှစ်တခုဖြတ်တန်းလာတဲ့ခါကျတော့ လက်စီတွေလည်းပွင့်လာကြတယ်ပြည်သူတွေကနားတွေလည်းပွင့်လာကြတဲ့အစုဖွဲ့တွေလည်းရှိတယ်ထိုနည်းတူသာထိကိုက်နေတာတွေဆိုတဲ့အစုဖွဲ့တွေကလည်းအင်အားများလာတဲ့ခါကျတော့အခုလိုမျိုးဒီမြန်မာပြည်ရဲ့ပတ်ဝန်းကျင်လောကမှာဟိုပွက်လို့ရရန်ကုန်ရတာပေါ့ဟုတ်ကဲ့ရှင်ဒီစင်ပွားအယောင်ဈေးကွက်ကလေသူကဒီတရားဥပဒေစိုးမိုးမှုနဲတဲ့နိုင်ငံတွေပြီးတော့ဒီဖွံ့ဖြိုးစားနိုင်ငံတွေကိုဥတီတဲ့ဒီဈေးကွက်မျိုးလားရှင်တရားဥပဒေစိုးမိုးမှုနဲတဲ့နိုင်ငံလို့တော့ းဆိုလို့မရဘူးဗျ။တရားဥပဒေကခက်ကဲရေးစည်းကြောင်းနဲ့အညီဟိုမဖြစ်သေးတဲ့နိုင်ငံမျိုးတွေပေါ့။တရားဥပဒေစိုးမှုအားနေတာ။စိုးမှုမှုအားနေရတော့ပုံပေါ်တာ။ဒီလုပ်ငန်းနဲ့ပတ်သက်လို့ကျွန်တော်တို့မှတရားဥပဒေတော့ရှိတယ်။လုပ်ငန်းရဲ့ trend ပေါ့နော်။အဲ့ဒီ multi level marketing ရဲ့ trend ကိုပေါ်မှာခွင့်ပြုခြင်းတို့ကာကွယ်ခြင်းတို့ရေးယူခြင်းတို့အပေါ်မှာခင်နဲ့စီလျော်တဲ့လျော်ညီတဲ့ဥပဒေမရှိသေးတဲ့နိုင်ငံမျိုးမှာတော့ဖြစ်လိဖြစ်တာရှိပါတယ် ဟုတ်ကဲ့ဒီအစောပိုင်းဒီမီဒီယာတွေနဲ့တွဲဆုံတဲ့အချိန်မှာလေတရားဥပဒေနဲ့ညီညွတ်ဖို့လိုတယ်ဆိုတာလေးများပြောဘူးလားလို့နောက်ပိုင်းဆက်ပြီးတော့ဒီ multi level နဲ့ပတ်သက်ပြီးတော့လေ့လာနေတာဥမင်းဒေစာလေ့လာနေတာကျမတို့တွေ့ရတယ်နောက်ပိုင်းလေ့လာချက်အရာကောဘာများပြောင်းလဲမှုရှိလဲရှင်ကျွန်တော်ကတော့အရင်ရှေ့ပိုင်းမှာတော့မီဒီယာတချို့နဲ့တွေ့ရခါမှာတော့ဒီတရားဥပဒေပေါ့နော်တရားဥပဒေကဒီတို့ရဲ့လုပ်ငန်းကိုကျွန်တော်တို့ကဟိုထိန်းချောင်းကြီးကြပ်ကိုကဲဖို့အတွက်ဥပဒေအရမရှိဘူးပေါ့ သို့တော့ကုမ္ပဏီမှတ်ပုံတင်များဥပဒေအရတော့ပြဋ္ဌာန်းချက်တွေအညီသူတို့လိုက်နာဖို့ကိစ္စရပ်တွေရှိတာပေါ့ထို့နည်းတူစွာသက်ဆိုင်ရာသွင်းကုန်နဲ့သက်ဆိုင်တဲ့ဟိုစာဒီပြဋ္ဌာန်းချက်တွေနောက်အခွန်ရရပေါ့နော်ဝင်ငွေခွန်အမြတ်ခွန်ကုန်သွယ်လုပ်ငန်းခွန်စတဲ့အခွန်ရရတွေနဲ့သက်ဆိုင်တဲ့ပြဋ္ဌာန်းချက်တွေကိုသူတို့လိုက်နာဖို့အရာတော့ရှိတာပေါ့အဲ့တော့ပြပြဝဝတိတိကျကျလိုက်နာမလိုက်နာဆိုတာကတော့ကျွန်တော်တို့ကဟိုဒီသက်ဆိုင်ရာဌာန ပေါ့နော်အစိုးရဌာနတွေရာပဲစီစစ်အရေးယူဆောင်ရွက်ရမှာပေါ့နော်စီစစ်မယ်ဟိုအရေးယူဖို့တင်အရေးယူမယ်အရေးယူမတင်လို့ရှိရင်တော့တို့ဘယ်လိုမျိုးဥတွေနဲ့အညီလောက်ခွင့်ပေးမှာလားမလောက်ခွင့်ပေးဘူးလားဆိုတာကတော့တက်ဆိုင်ရအစိုးရနဲ့ဟိုအစိုးရဌာနတွေရဲ့ပိဆိုင်ရဖြစ်သွားပြီပေါ့ဟုတ်မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဒီ MIC အနေနဲ့ကိုခွင့်ပြုတဲ့ပုံစံရှိလားဘလို့စီးပွားရေးအနေနဲ့ခွင့်ပြုထားလဲရှင်အခုသူတို့ကျွန်တော်လေ့လာတွေ့ရှိကြရရဒီပေါ့အဖွဲ့အစည်းတစ်ခုဆိုလို့ရှိရင် ပေါ့နော်ကျွန်တော်ဖွဲ့စည်းတစ်ခုကိုအဓိကထားပြီးလေ့လာတာပေါ့အဲ့ဒီဖွဲ့စည်းရာလည်းအခုလူပြောများနေတဲ့ဖွဲ့စည်းဖြစ်နေပါအောင်အဲ့တော့အဲ့ဒီဖွဲ့စည်းရာသူကမြန်မာနိုင်ငံကုမ္ပဏီများအဲ့ဥပဒေအရသူက foreign company အနေနဲ့နိုင်ငံသားနှစ်ယောက်နဲ့တည်ထောင်ထားတာတခုရှိတယ်မြန်မာကုမ္ပဏီအနေနဲ့တည်ထောင်ထားတာရှိတာပေါ့အဲ့ဒီနှစ်ခုပေါ့အဲ့တော့ဟိုနေရာလိပ်စာတူနေတယ်ဆိုတာကျွန်တော်စစ်စစ်တွေ့ရှိရတယ်အဲ့ဒီခါကျတော့သူတို့နှစ်ခုရဲ့ဟိုဆက်ဆက်မှုကတော့ရှိမယ်လို့ကျွန်တော်ယူဆတာပေါ့နော် ဲ့တော့ခုနပြောသလို MIC ပေါ့နော်မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကနေပြီးတော့သူတို့ကိုခွင့်ပြုမိန်ပြီးတော့ချပေးပြီးတော့လုပ်ငန်းလုပ်ကံခွင့်ပေးထားတာမဟုတ်ပါဘူး။သူတို့ကကုမ္ပဏီကုမ္ပဏီများမှတ်ပုံတင်ပေါ့နော်ရင်းနှီးမြှုပ်နှံမှုနဲ့ကုမ္ပဏီများမှတ်ပုံတင်ဦးစီးဌာနရဲ့အောက်မှာနိုင်ငံခြားကုမ္ပဏီတွေနဲ့မြန်မာမြန်မာကုမ္ပဏီတွေနဲ့ဒီပေးရန်တာဝန်ကိုကန့်တတ်ထားတဲ့ကုမ္ပဏီတွေဖြစ်တယ်။အဲ့တော့ဂျင်းဒေတာတွေသူတို့ဒီ MIC ကုမ္ပဏီမဟုတ်ဘူး။ သူတို့ဒီရေဘူးရအများကြီးတဲ့ဒိုက်ကာလို့ခေါ်တဲ့ဟိုယင်းနှိမ့်နှံမှုနဲ့ကုမ္ပဏီများမှတ်ပုံတင်ဦးစီးဌာနရဲ့အောက်မှာမှတ်ပုံတင်ထားတဲ့တာမန်ကုမ္ပဏီတွေပဲဖြစ်ပါတယ်ဟုတ်ဟုတ်ကဲ့ပြီးတော့ဒီ FDA ကသူတို့ကိုခွင့်ပြုတာကဟိုဓာတ်စာအနေနဲ့ပဲခွင့်ပြုရဲဆိုပြီးတော့လည်းပြောတာရှိတယ်ဆိုတော့အဲ့ဒါတကယ်ရောဟုတ်လားရှင်အဲ့ဒါကတော့ကျွန်တော်တို့ကဟိုဟိုပုံမှန်လင်းလင်းပြောရင်ကျွန်တော်အနေနဲ့အဲ့ဒီစာရွက်စာတမ်းကိုစစ်စစ်ဖို့ရတော့ခက်ခဲရှိတယ်စစ်စစ်လို့လည်းမရဘူး အဲ့တော့ဖြစ်နိုင်ခြေရှိတာကတော့သူတို့က import recommendation ပေါ့ဒီပစ္စည်းတစ်ခုကို CO လို့ FDA မှာစီစစ်ဖို့လို့ဘာဖို့ညာဖို့အတွက်ကိုသူတို့က import recommendation ဆိုတာဒီစားတောက်နဲ့ဆေးဝါးကြီးကြပ်ကုတ်ကဲဖွဲ့ရပေးလိပေးတာရှိတယ်။သူကတင်ပြီးတော့သက်ဆိုင်ရာဟိုအခွန်ငွေပေါ့ပေါ့ဒီအစိုးရဟိုပေးသွင်းစရာရှိတဲ့ငွေပေးသွင်းပြီးတော့သူတို့ကတောင်းဆိုဟိုပေါ့တင်ပြတောင်းခံအဲ့ဒါကို FDA ကပေးလိပေးတာရှိတယ်။အဲ့တော့ FDA ပေးတာဒီဓာတ်စာအနေနဲ့ပေးရင်တော့ဟို FDA ကိုသူကဒီရောက်ချပို့အတွက်เนาะမြန်မာနိုင်ငံမှာမှတ်ပုံတင်ဖို့အတွက်ပေးရင်ဓာတ်စာနဲ့ဆိုရင်တော့လွယ်တယ်ဆေးဝါးဆိုရင်တော့ခက်ခဲတယ်အဲအစားအသောက်ဆိုရင်တော့လွယ်တာပေါ့ဆေးဝါးဆိုရင်သူရဲ့ဘေးရက်ဆိုးကျိုးတွေပါအကုန်လုံးအတွက်စစ်စစ်ထားတဲ့ result တွေအကုန်လုံးကိုသူကကြည့်ရဆက်ရတာเนาะအဲ့တော့ဖြစ်နိုင်ခြေများတာတော့အစားအသောက်ဒူဒီမဟုတ်ဟို food supplementary ပေါ့ဖြည့်စွက်ပေါ့เนาะဒါကြောင့်မို့လို့လဲကျွန်တော်ထင်ပါတယ်အဲ့ဒီခေါင်းစဉ်နှစ်ခုအောက်ကပဲသူတို့ တင်သွင်းထားတာလည်းဖြစ်ကောင်းဖြစ်မယ်ဟိုဘယ်နီးနေမဆိုပေါ့နော်တင်သွင်းထားတာလည်းဖြစ်ကောင်းဖြစ်မယ်ဒါကြောင့်မလို့သူတို့ကဆေးဝါးလို့မတုံးလုံးမဲနဲ့ဓာတ်စာလို့တုံးလုံးတာဖြစ်တယ်အဲ့တော့ဘယ်ဆေးဝါးပဲဖြစ်ဖြစ်ဓာတ်စာပဲဖြစ်ဖြစ်ဟိုဖြစ်ဆွစားစားဖြစ်ဆွတဲ့ဈေးဝါပဲဖြစ်ဖြစ်အစားတောက်ပဲဖြစ်ဖြစ်ကျွန်တော်တို့မှာ FDA ဥပဒေရှိတယ်အဲ F နိုင်ငံခြားတင်သွင်းလိုက် FDA ဥပဒေအရသူတို့ကမှတ်ပုံတင်ရမယ်နောက်ဆိုရင်မကြခင်တော့အတွင်းမှာအလားကုန်နေဆိုလို့ရှိရင်လေသူက မဖြစ်မနေမှတ်ပုံတင်ရမယ့်အနေအထားရှိတယ်လေပြည်သူတို့ရဲ့ကျန်းမာရေးလူမှုရေးအကျိုးစီးပွားကိုကာကွယ်တဲ့အနေနဲ့ FPA မှာအဲ့ခုနပြောအလားကုန်လို့စေဝါတို့စားစားတို့ဖြည့်စွတ်စားတို့မဖြစ်မနေမှတ်ပုံတင်ရမယ်ဟုတ်ဟုတ်ကဲ့ဒီခုနကအခွန်ဆိုတာလည်းပြောသွားတယ်ဆိုတော့လေဒါတွေကနိုင်ငံရဲ့အခွန်ကိုတကယ်ထိခိုက်နေပြီလို့မြင်လားဥပဒေချောင်းအရာအရေးယူမယ်ဆိုရင်ရောဘလို့လမ်းချောင်းမျိုးကနေပြီးအဲ့ဒါတော့ကျင်းသေးတယ်ဗျဟိုကျွန်တော်ထင်တယ်80ရာခိုင်နှုန်းလောက်ကတော့ထိခိုက်မယ်လို့ကျွန်တော်ယူဆတယ် ါကတော့ကျွန်တော်တို့က analyst လုပ်တဲ့လူဆိုတော့လေကျွန်တော်တို့ဝေဖန်သုံးသပ်ဟိုပိုင်းခြားတဲ့သူဆိုတော့ကျွန်တော်တို့ကတစ်ထစ်ချပြောလို့ကျွန်တော်တို့မှာအခွင့်အာဏာမရှိဘူးပေါ့အဲ့တော့ကျွန်တော် yes ဟိုအတွေ့အကြုံကကျွန်တော်ရဲ့ဟိုစစ်စစ်ချက်အရာတော့ရှိဖို့များတယ်အဲ့ဒါကတော့သက်ဆိုင်ရာပြည်တွင်းခုံဥစည်းကဏ္ဍကုမ္ပဏီများနဲ့သက်ဆိုင်တဲ့ကုမ္ပဏီများဟိုစာဒီ corporate ဟိုပါပေါ့နော်ဟို company cycle ဒီခုံဥစည်းကဏ္ဍတွေကနေပြီးတော့ ဒီဒီကိစ္စကိုအရေးယူဆောင်ရမှာပေါ့အဲ့ဒါကမပြည့်စုံရင်တော့တို့ထောင်နေနေရှိမယ်ဒံငွေတွေရှိမယ်နော်အဲ့လိုဟာမျိုးရှိမှာပေါ့ဟုတ်ကဲ့နဲထမင်းကျင်တာကလေဒါကဟိုစီးပွားရေးလာဟိုလိန်နေတယ်လို့ပြောလို့ရှာလာအဲ့ဒီဒီပေါ်မှာရောဟိုဗာများပြောကြတယ်အဲ့ဒီအကြောင်းအရာကနှစ်ခုရှိတယ်ဗျဟိုရိုးရှင်းစွာပြောရမယ်ဆိုရင်တော့စီးပွားရေးလို့ပြောလို့ရပါတယ်ဒါပေမဲ့တခြားတစ်ဘက်ကပြန်တွေးမယ်ဆိုလို့ရှင်ဟို line of approach and way of approach ပေါ့ချီကပ်ပုံ အကြောင်းချင်းရပေါ့ကြီးကပုံအကြောင်းချင်းရဆိုတဲ့နေရာမှာလူတယောက်ကိုကျွန်တော်ကဓာတ်စာတစ်ခုသွားရောင်းမယ်ကင်ဆာဖြစ်နေတဲ့သူတယောက်ဖြစ်မယ်ဒါတောက်လိုက်ရင်ပျောက်သွားမယ်ဆိုရင်ဒါလိန်နာဖြစ်သွားပြီကင်ဆာတောက်တဲ့သူကြီးကင်ဆာယောဂဖြစ်နေတဲ့သူကြီးသူ့မှာကျူရိုးတပင်ကိုရရကျူရိုးတပင်သူ့ဘဝတက်ရှင်တံမို့တဲ့သူဆွဲမှာပဲအဲ့ဒီအချိန်မှာဒါတောက်ရင်ပျောက်မယ်လို့ဆိုပြီးတော့ပြောတဲ့အတွက်ဆိုရင်မပျောက်ခင်တော့ဒါလိန်နာပဲအဲထိုနည်းသူစားဒီဖွဲ့ကိုဝင်လို့ဘယ်နှစ်ကြာရင် ဝင်ငွေတွေဘလောက်တိုးမယ်ဘယ်နှလကြာရင်တော့မင်းကတထဲကြီးဖြစ်သွားမယ်အဲ့လိုမျိုးဟိုမဖြစ်နိုင်တဲ့ဒီဟိုဘက်မှာပေါ့နော်ဟိုဖြစ်နိုင်ခြင်းနဲ့ပါတဲ့အကြောင်းအရာတွေနဲ့ဖြားယောင်းတွေးဆောင်ပြီးတော့ပြောမယ်ဆိုရင်ဒါလိန်တယ်လို့ယူဆလို့ရတာပေါ့ဒါကတော့အဲ့ဒီအကြောင်းချင်းအရာတွေလိန်ရင်းမလိန်ရင်းဆိုတာကတော့တကယ်လို့အရေးယူရဲ့နင်းနာတဲ့လူတွေကတရားစွဲလို့တရားခွင်ရောက်တဲ့ချိန်ကျရင်တော့ပေါ်ပေါက်မှာပေါ့လေအခုလက်တလောကတော့အကြောင်းချင်းအရာနှစ်ခုဖြစ်တယ်လိန်တယ်လို့လည်းပြောလို့ရတယ်စူပွားရေးလို့လည်းပြောလို့ရတယ်ရိုးရိုးရှင်းရှင်းနဲ့ ဟိုချီးတက်မယ်ဒါတောက်ရင်ပြောက်မယ်လို့မဟုတ်ဒါတောက်ကြည့်ပါတက်တာမယ်ဆိုရင်တော့ဒါလိန်တယ်လို့ပြောလို့မရဘူးပြောက်မယ်လို့ပြောပြီးဆိုရင်တော့လိန်ရမြောက်ပြီပေါ့နော်အဲ့လိုမျိုးပေါ့